ီနေ့ဗီဒီယိုမှာတော့ဒီ Xiaomi ကတရုတ်မှာဝယ်မရလောက်အောင်ထီကိုနာမည်ကြီးတဲ့ Xiaomi Sanpi Pro နဲ့ Pro Max ဖုန်းနှလုံးကြောင်းကိုနည်းနည်းလေးစကားလေးပြောကြည့်အောင်အဲ့တော့ဒီ intro လေးကိုရှင်းရှင်းဝေးဝေးပြောမနေပဲနဲ့ဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်အောင်ဂန် mobile store သစချင်းဒီဖုန်းနှလုံးကြောင်းမပြောခင်ပါဒီ Xiaomi Sanpi Pro နဲ့ Pro Max ဖုန်းတွေကလောလောဆယ်မှာတော့ဒီ China version ပဲထွက်သေးတယ် Global version ထွက်ဖို့ကတော့နည်းနည်းလေးတော့စောင့်အောင်ပဲပေါ့နော်အဲတည်င်းနေကြားထားတဲ့အနေအထားရဒီနှစ်အကုန်နောက်နှစ်လာဆန်လောက်မှာစပြီးထွက်မှာဆိုတော့နည်းနည်းလေးစောင့်ရမယ့်အနေအထားမှာရှိတယ်အဲဒါပေမဲ့ဒီဖုန်းနှလုံးက China version တွေပဲဆိုပေမဲ့သူရှိမှာကဒီ Beijing Google Service ပါတာဆိုတော့ဒီ Google ကိုတုံးတဲ့နေရာမှာအဆင်ပြေပြေလေးတုံးလို့ရအောင်တွေ့ရတယ် နောက်ပြီးတော့ဒီ Xiaomi China version ဖုန်းတွေမှာဖြစ်လိဖြစ်တာရှိတဲ့ဒီ notification နောက်ကြားတဲ့ပြဿနာကလည်းဒီဖုန်းတွေကဒီ HyperOS 3နဲ့လာတာဆိုတော့အရင်တက်စာရင် notification နောက်ကြားတဲ့ပြဿနာကတိတ်ပြီးတော့တော့ကျွန်တော်သုံးနေတယ်တော့တင်မှာတော့မကြုံပါဘူးအဲ့တော့ဒီ Xiaomi Sample Pro နဲ့ Pro Max ဖုန်းတွေကိုစပြီးတော့ကြည့်လိုက်တာနဲ့လူတော်တော်များများသတိထားမိကြမယ်သူရဲ့နောက်ဘက်ခြမ်းက display ကနေစပြီးတော့ပြောလိုက်အောင်ဒီ display ကိုဒီ Xiaomi ဘက်ကနာမည်ပေးထားတာကတော့ Magic Bus Screen လို့နာမည်ပေးထားတယ် အဲဒီလိုမျိုး display ကို Xiaomi ကအခုမှတော့သုံးပြတာမဟုတ်ဘူး Xiaomi ရဲ့11 Ultra မှာဆိုရင်ဒီလိုမျိုး display လေးကိုထည့်ထားပေးတယ်။ဒါပေမဲ့ဒီ A3 ကထည့်ထားပေးတဲ့ display လေးကကြတော့တင်းတင်းလေးပေါ့နော်ဒီလက်တန်းလုံးလောက်လေးပဲရှိတယ်။နောက်ပြီးတော့သူ့ရဲ့ brightness ကလည်းနည်းတာဆိုတော့တကယ်တကယ်တိတ်ပြီးတော့လည်းအသုံးလည်းမဝင်ခဲ့ဘူး။အသုံးဝင်တဲ့နေရာဆိုလို့ကျွန်တော်ဒီဓာတ်ပုံပေါ့နော်ဒီ selfie ဓာတ်ပုံတွေကိုဒီ shake camera နဲ့ရိုက်တဲ့အခါမှာပဲနည်းနည်းအသုံးဝင်တယ်။ဒါပေမဲ့ display size ကကျွန်တော်ရှိမှပြောခဲ့လို့တင်းတင်းလေးဆိုတော့တော်တော်လေးပြူပြဲပြီးကြည့်ရတာဆိုတော့ အရင်ကြီးတော့လေအသုံးဝင်တဲ့အထဲမှာတော့မပါဘူး။ဒါမဲ့အခု Xiaomi Sand T Pro နဲ့ Pro Max မှာပါတဲ့ဒီ Magic Bus Screen ရဲ့ဒီ specification တွေကတော့ကြောက်ဖို့အောင်တော်တော်လေးကောင်းတယ်လို့ပြောရမယ်။ဒီရဲ့ display တွေမှာသုံးထားပြီးတာဆိုရင် attribute AMOLED display မှာ 120Hz နောက်ပြီးတော့ peak brightness ကလည်း 3500nits ဆိုတော့အရင်ထက်ဆိုင်ရင်ဒီအများကြီးပို့ပြီးတော့အသုံးဝင်လာတယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီ display size တွေကိုကြည့်ရမယ်ဆိုရင်တော့နည်းနည်းလေးတော့ကွာတယ်။ Pro Max မှာဆိုရင်ဒီ Magic Bus Screen က2.9 inches နဲ့ရိုးတန်းတန်း Pro မှာဆိုရင်2.7 inches ဖြစ်သွားတယ် ဒါပေမဲ့ဒီအရင်အထက်စာရေးအများကြီးပိုကြီးလာတာဆိုတော့အရင်အထက်လည်းဒီအများကြီးပိုပြီးတော့အသုံးဝင်လာလို့ပြောရမယ်။အဲဘယ်လိုမျိုးနေရာတွေမှာအသုံးဝင်လာလဲဆိုတော့ကျွန်တော်ဒီရှေ့ main camera နဲ့ဒီ selfie ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်ကောင်းကောင်းမွန်မွန်ရိုက်လို့ရတယ်။နောက်ပြီးတော့ဒီ view finder နဲ့ကြည့်မယ်ဆိုရင်လည်းသူ့ရဲ့ display ရဲ့ size ကနည်းနည်းလေးကြီးတာဆိုတော့ကောင်းကောင်းမွန်မွန်ရှင်းရှင်းလင်းလင်းမြင်ရတယ်။နောက်ပြီးတော့ကျွန်တော်ဒီ notification တွေကြည့်လို့ရမယ်။နောက်ပြီးတော့ဒီ나이ပုံစံကိုကြိုက်တဲ့ wallpaper လေးထားလို့ရမယ်။နောက်ပြီးတော့နောက်တစ်ချက်ရှိတာကကြတော့ ကိုကဒီတခုခုလောက်ဆရာရှိတယ်ဆိုရင်အရေးကြီးလောက်ဆရာရှိတဲ့ဟာတွေကိုဒီ note မှတ်ပြီးတော့ဒီ magic bus screen မှာတင်ပေးလို့ရတာတွေအသုံးဝင်တယ်။နောက်ပြီးတော့ဒီ Xiaomi ကထုတ်တဲ့ဒီ gaming case ကိုပါဝယ်ပြီးတော့သုံးမယ်ဆိုရင်ဒီ magic bus screen မှာကျွန်တော်ဒီ retro gaming လေးတွေဆော့လို့ရတာဆိုတော့ဒီ magic bus screen ကတော်တော်လေးအသုံးဝင်တယ်လို့ပြောရမယ်။အဲ့တော့ကျွန်တော်ကိုဒီ magic bus screen ကတကယ်အသုံးဝင်တာလားဒါမှမဟုတ်တက်တက်ဒီ marketing ရအကြောင်းအောင်ဒီဘယ်လိုပြောရမလဲဒီ gimmick တစ်ခုလိုမျိုးထည့်ထားတဲ့အရာလားလို့မင်း ျွန်တော်ကတော့ဒီဘောနော် main camera နဲ့ selfie video တွေဓာတ်ပုံတွေရရတာနဲ့တခုတည်းနဲ့နေဒီ magic bus screen ကတော်တော်လေးအသုံးဝင်တယ်လို့ပြောရမယ်အဲ့တော့ဒီဖုန်းနှလုံးရဲ့ design ဘာဘလို့နေလဲအဒီနေရာမှာဒီဖုန်းရဲ့ design ကိုပြောရမယ်ဆိုရင်ကျွန်တော်ရိုးသားသားနဲ့ဒီရှင်းရှင်းလင်းလင်းမြင်အောင်ပြောရမယ်ဆိုရင်ဒီ iPhone 7 Pro Max ရဲ့ design ပုံစံတိုင်းအကုန်အတူတူပဲလို့ပြောရမယ်ဒီဘေးပေါက်တွေကိုခက်လုံးလုံးလေးလုပ်ပေးထားတဲ့ပုံစံမျိုးလေးတွေနောက်ပြီးတော့ဒီလက်ထဲမှာကိုင်ရတဲ့ခံစားချက်တွေအရလည်းဒီ iPhone ရဲ့7 Pro Max တိုင်းတပုံစံနဲ့ပဲ ောက်ပြီးတော့ဒီကင်မရာဘန်းကိုထားထားတဲ့နေရာတွေကင်မရာဘန်းအကြီးကြီးလုပ်ပေးထားတဲ့ပုံစံနေရာလည်းအတူတူပဲဒါပေမဲ့ဒီ Xiaomi Sanpi Pro နဲ့ Pro Max မှာကျတော့ဒီကင်မရာဘန်းအကြီးနေရာမှာအသုံးဝင်တဲ့ဒီ display ကိုထည့်ထားပေးတာဆိုတော့ဒီဇိုင်းပိုင်းကတော်တော်လေးလှတယ်လို့ပြောရမယ်ဒီဇိုင်းပိုင်းကကျတော့ဒီလူတကိုအကြိုက်တစ်မျိုးဆိုတော့ကျွန်တော်ကြိုက်ပင်မဲ့မိတ်ဆွေမကြိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်ကတော့ဒီ Xiaomi Sanpi Pro နဲ့ Pro Max ရဲ့ဒီဇိုင်းကိုတော်တော်လေးသဘောကျတယ်လို့ပြောရမယ်ဘေးကွက်လေးဒီပိုင်းမှာတော့ဒီဖုန်းနှလုံးကနည်းနည်းလေးတော့ကွာတယ်ပေါ့နော် အဲဒီဖုန်းတွေမှာကဒီအလူမီနီယံဖရိမ်မှာ glass pad တွေကိုတုံးထားပြီးတယ်ဒါမဲ့ဒီ Xiaomi Sandy Pro Max မှာကျတော့ဒီ Dragon Crystal Glass 3ကိုတုံးထားပြီးပြီးတော့ Jordan နဲ့ဒီ Xiaomi Sandy Pro မှာကျတော့ Dragon Crystal Glass ကိုပဲတုံးထားပြီးတာဆိုတော့ဒီနေရာမှာတော့ဒီအကြမ်းခံမှုပိုင်းမှာတော့ဒီ Sandy Pro Max ကနည်းနည်းလေးပိုပြီးတော့အကြမ်းခံတယ်လို့ပြောရမယ်။ကျန်တဲ့ IP68 ပါတာတို့ဘာလို့ວ່າကျတော့ကျွန်တော်ဒီ flagship phone လုံးကိုပြောနေတာဆိုတော့ဒါတွေကတော့အထွေလူးထိတ်ပြီးတော့ထည့်ပြီးတော့ပြောစရာမလိုဘူး။ဒီဖုန်းနှလုံးရဲ့ဒီ shape ချန် display ဘက်ကိုကြည့်လိုက်မယ်ဆိုရင် display ဘက်က side လေးကတော့နည်းနည်းလေးကွာတယ် င်ဒီ Sampdi Pro Max မှာကျတော့6.9 inches နဲ့ Jordan နဲ့ Sampdi Pro မှာကျတော့6.3 inches ကိုတုံးထားပေးတယ်ကျန်တဲ့ဒီ display feature အနေနဲ့ဒီ ATPO AMOLED display ကိုတုံးထားပေးတာတို့ B brightness က3500 nits ပါတာတို့ referring က 120Hz ဖြစ်နေတာတို့နောက်ပြီးတော့ P-brand dimming ကကြတော့2340 P-brand dimming ပါတာတို့ဒီချက်တွေအားလုံးကအတူတူပဲနောက်ပြီးတော့ဒီ display ဘက်မှာဆိုရင်ဒီ phone နှလုံးရဲ့ဘေးဘက်ဖောင်တွေကလည်းတော်တော်လေးဟိုမှာပါတယ်လို့ပြောရမယ် ဒါမဲ့ဒီ screen to body ratio မှာကျတော့ဒီ SMB promise က site ကနည်းနည်းလေးပိုကြီးတဲ့အတွက်ကြောင့်သူရှိမှာ screen to body ratio ကို92%လောက်ထိရတယ်။ Yotanet Pro မှာကျတော့89%လောက်ထိရတယ်။အဲ့တော့ display ဘက်မှာဆိုရင်ဒီ phone နှလုံးက flagship phone တွေဖြစ်တဲ့အတွက်ကြောင့် display ဘိုင်းမှာဘာမှဝိတ်လျှော်ထားမှာမရှိဘူး ATV AMOLED display ကိုမှဒီလန်ထွက်နေတဲ့ pre-brightness တွေနဲ့တုံးထားတာဆိုတော့ display ဘိုင်းမှာတော်တော်လေးကောင်းတယ်လို့ပြောရမယ်။နောက်ပြီးတော့ဒီ performance ဘိုင်းကိုတွားကြည့်ရမယ်ဆိုရင်ဒီဖုန်းနှလုံးမှာကဒီခွဲကွန်းကနောက်ဆုံးထွက်ထားတဲ့ခွဲကွန်းရဲ့ Snapdragon 8 Elite Gen 5 SoC ကိုတုံးထားပြီးတယ်။အဖလက်ရှင် SOC ဖြစ်တဲ့တဲ့ကြောင့်ဒီ gain တွေဆော့ဖို့အတွက်လည်းဖြစ်ဖြစ် multimedia consumption လုပ်ဖို့ပဲဖြစ်ဖြစ်နောက်ပြီးတော့ကျွန်တော်တို့ပေါ့နော်အလုပ်တွေလုပ်ဖို့လည်းဖြစ်ဖြစ်ဒီဖုန်းတွေကဒီ performance ကလုံလောက်တာတဲ့ပိုတယ်ဆိုတဲ့အနေအထားမှာရှိတယ် ဒါပေမဲ့ဒီ SOC ကိုတုံးထားပြီးရဲ့အချက်ကြောင့်လားတော့မသိဘူး။ဒီဖုန်းနှလုံးကိုကျွန်တော်ဒီကင်မရာတွေပါဆန်းရိုက်ကြည့်တယ်။ဒီနေ့ပါနေဘွားစော့ကြည့်ရဲ့အနေထားမှာဒီအရင်နှစ်တေတုန်းကလိုအပူတွေအရန်ထွက်တာမျိုးမကြုံပါဘူး။ပူလာမေ့တော့နည်းနည်းလေးနှွေးတေးတေးဖြစ်တယ်ဆိုရဲခံစားချက်ကိုရတယ်။ performance ဘိုင်းမှာတော့ဒီ flagship ဖုန်းတွေဖြစ်တဲ့ကြောင်းဘာမှကိုဒီအပြစ်ပြောနေစရာတော့မရှိဘူး။အဲ့တော့ဒီ Xiaomi Sampi Pro Nest Pro Max မှာဒီအတိအသုံးတိုးတက်တဲ့အချက်လို့ပြောရမယ်နောက်တစ်ချက်ကကြတော့ဒီ battery life ဘက်တရီပိုင်းမှာဆိုရင်အရင်ကဆက်ဆာရင်တော်တော်လေးတိတိကျကျလာတုတ်တက်လာလို့ပြောရမယ်ဒီ Xiaomi Sanpi Pro မှာကျတော့6300 mAh ဘက်တရီကိုသုံးထားပြီးတယ် Pro Max မှာကျတော့9500 mAh ဘက်တရီကိုသုံးထားပြီးတာဆိုတော့ဘက်တရီတွေကအရင်ကနဲ့ဆိုင်တော်တော်လေးကိုကြီးလာတယ်နောက်ပြီးတော့ဒီ fast charging ဘိုင်းတွေမှာဆိုရင်လည်း Wonderwest ဒီ wire charging ရတယ်နောက်ပြီးတော့ဒီ wireless charging ကလည်း50 watt လောက်ထိရတယ်နောက်ပြီးတော့ဒီအခြားသောဒီ gadget တွေကိုဒီအပြည့်သွင်းဖို့အတွက် robust wireless charging ကလည်း22.5 watt လောက်ထိရတာဆိုတော့ ဘာထရီပိုင်းမှာဆိုရင်တော့တော်တော်လေးကျဉ်းနှပ်ဖို့ကောင်းလာတယ်လို့ပြောရမယ်။ဒါပေမဲ့ဒီ Xiaomi Sandy Pro Max ကကြတော့ protection ပဲဆိုရင်1200 mAh လောက်ဘက်ထရီကပို့ပြီးတော့ကြီးတာဆိုတော့ဘက်ထရီကတော့ဒီ Pro Max ကတော့အများကြီးတော့ပိုခံတယ်ပေါ့နော်။ အဲဒါကိုကျွန်တော်စမ်းကြည့်ရနေရာမှာလည်းဒီ Xiaomi 70 Pro Max က Xiaomi 70 Pro Max ဆိုင်ရင်ဘက်ထရီပိုင်းမှာတိတိတတ်တာပို့ပြီးတော့အားတာတယ်။နောက်ပြီးတော့ဒီကင်မရာပိုင်းမှာဆိုရင်တော့ဒီဖုန်းနှလုံးလုံးပါကဒီ travel camera setup ကိုတုံးထားပေးတယ်။50 megapixel main camera, 50 megapixel ultra wide နဲ့50 megapixel tele sensor တွေကိုတုံးထားပေးတယ်။နောက်ပြီးတော့ဒီတုံးမိထားတဲ့ sensor တွေမှာဆိုရင် main camera မှာတုံးထားပေးတဲ့ sensor ကဒီ Omni Vision ကထုတ်ထားတဲ့ Lighthouse ဒီ 950L ဆိုတဲ့ sensor ကိုတုံးထားပေးတာဆိုတော့အတူတူပဲ။ ောက်ပြီးတော့ကျွန်တော်ဒီ ultra wide မှာသုံးထားပေးတဲ့ကင်မရာ sensor တွေကလည်းဒီဖုန်းနှလုံးလုံးမှာအတူတူပဲဒါပေမဲ့ဒီ telephoto camera မှာသုံးထားပေးတဲ့ sensor ကကျတော့ဒီ pro max မှာသုံးထားပေးတဲ့ sensor က pro tet ဆိုင်ပို့ပြီးတော့ကောင်းတယ်အဲ့တော့ဒီဖုန်းနှလုံးရဲ့ဒီ camera ဒီပုံထွက် quality ကဘယ်လိုမျိုးနေလဲဆိုတော့ကျွန်တော်တို့တော်တော်လေးကောင်းတယ်လို့ပြောရမယ် ကျွန်တော်ဒီ point နဲ့ shoot တွေပဲရိုက်တာပဲဖြစ်ဖြစ် main camera နဲ့ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီ portrait ဓာတ်ပုံတွေ zoom တွေပါဆွဲပြီးတော့ရိုက်တဲ့ဓာတ်ပုံတွေနောက်ပြီးတော့ဒီ low light တွေမှာဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်တော်တော်လေးအဆင်ပြေတယ်တော်တော်လေးကောင်းတယ် flash တန်းဝင်တယ်လို့ပြောရမယ်ဒါပေမဲ့ကျွန်တော်တို့ဒီပေါ့နော်ဒီ phone တွေရဲ့ camera ပုံထွက် quality နဲ့ Xiaomi ရဲ့ဒီ 15R ထွာရဲ့ camera ပုံထွက် quality ပဲ phone ပိုကောင်းလဲဆိုရင်တော့ Xiaomi 15R ထွာက camera ဘိုင်းမှာပိုပြီးတော့ကောင်းတယ်လို့ပြောရမယ် ဘာလို့လဲဆိုတော့ဒီ Xiaomi 15 Ultra ကကျတော့ဒီကင်မရာဘိုင်းကိုအဓိကဦးစားပေးပြီးထုတ်ထားတဲ့ဖုန်းဖြစ်တဲ့တဲ့ကြောင့်ဒီ Samsung Pro လို့ Pro Max တို့နဲ့ရှင်မယ်ဆိုရင်ကင်မရာဘိုင်းမှာပို့ပြီးတော့ကောင်းတယ်။ဒါကလည်းတိတ်ပြီးတော့ထွေထွေတူတူပြောနေစရာမလိုဘူး။အခုထွက်တဲ့ဒီ Samsung Pro နဲ့ Pro Max ကကင်မရာကိုအဓိကဦးစားပေးထားတဲ့ဖုန်းမဟုတ်ဘဲနဲ့ဒီ flagship စေတန်းဝင်ချိန်မှာ Honor ပို့ဖြစ်ပြီးတော့ဒီ daily usage ဖုန်းကိုသုံးတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေတဲ့ပုံစံတွေပို့ပြီးတော့အဆင်ပြေတဲ့ဒီဇိုင်းတွေကိုအဓိကထားပြီးတော့လုပ်ပေးထားဆိုတော့ ဒါကတိတ်ပြီးတော့အထွေထူးပြောရမယ့်အချက်မဟုတ်ဘူး။ဒါပေမဲ့မိတ်ဆွေရဒီကင်မရာကိုအရင်ကောင်းတာလိုချင်တယ်ဆိုရင်တော့ဒီ Xiaomi Sampi series ကလည်းနောက်ပိုင်းမှာ Xiaomi Sampi Pro Ultra ဒီလိုမျိုးဖုန်းတွေကိုထုတ်မယ်ဆိုရင်တော့ Xiaomi ကလည်းကင်မရာကိုအဓိကဦးစားပေးထားတဲ့ဖုန်းကိုထုတ်လိမ့်မယ်။အဲ့တော့ကင်မရာအရန်ကိုမှကောင်းတာလိုချင်တယ်ဒီ DSLR ကင်မရာပုံထွက် quality လေးလောက်ထိလိုချင်တယ်ဆိုရင်တော့ဒီ Xiaomi Sampi Alpha လိုမျိုးဖုန်းတွေထွက်လာမယ်ဆိုရင်အဲ့တစ်ချက်လေးကိုတော့စောင့်ကြည့်ပေး။ဒါပေမဲ့အခုကျွန်တော်ပြောတဲ့ဒီ Xiaomi Sampi Pro နဲ့ Pro Max ဖုန်းတွေကတော့ ကင်မရာပိုင်းမှာဆိုရင်အထားသော flash shit တွေနဲ့ရှင်မယ်ဆိုရင်ကောင်းကောင်းလေးရှင်မောင်းတန်းနိုင်တယ်လို့ပြောရမယ်။ selfie ကင်မရာပိုင်းမှာဆိုရင်တော့ဒီဖုန်းနှလုံးလုံးမှာကဒီ50 megapixel selfie ကင်မရာတွေကိုတုံးထားပေးတယ်။အဲ selfie ကင်မရာပုံထွက် quality ကတော့ဒီ selfie ကင်မရာချင်းနဲ့ရှင်မယ်ဆိုရင်ဒီတခြား flash shit ဖုန်းတွေနဲ့ရှင်မောင်းတန်းနိုင်တယ်ဆိုရဲအနေအထားမျိုးမှာရှိတယ်။ဒါပေမဲ့ဒီဖုန်းနှလုံးလုံးမှာက selfie ကင်မရာကိုတိတ်ပြီးတော့လူတွေကတုံးကြမှာတော့မဟုတ်ဘူး။ ်အဲဘာကြောင့်လဲဆိုတော့သူရဲ့ဒီကြောရဲ့နောက်ဖက်ချမ်းမှာဆိုရင်ဒီ back screen အကြီးကြီးတာဆိုတော့ selfie camera နဲ့ဓာတ်ပုံရိုက်မဲ့အစားဒီ main camera နဲ့ဖုန်းကိုဒီလိုနောက်ကိုလှန်လိုက်ပြီးတော့ main camera နဲ့ဓာတ်ပုံရိုက်လိုက်တာက selfie camera နဲ့ဓာတ်ပုံရိုက်တာနဲ့ရှင်ပိုကောင်းတဲ့ပုံထွက် quality ကိုပေးနိုင်တယ်နောက်ပြီးတော့ဒီ security ဘိုင်းဒီမှာဆိုရင်ဒီဖုန်းနှလုံးမှာကဒီ ultrasonic fingerprint sensor တွေကိုတုံးထားပေးတယ်နောက်ပြီးတော့ဒီ speaker ဘိုင်းမှာဆိုရင်လည်း dual stereo speaker တွေကိုတုံးထားပေးတာအဲဒီလိုမျိုးအချက်တွေကတော့ဒီ flagship phone တစ်လုံးအကြောင်းကိုပြောနေတာဆိုတော့ ဘာမှဒီတိတ်ပြီးတော့ထွေထွေတူတူပြောနေကြတော့မရှိဘူးအဲ့တော့ဒီနောက်ဆုံး conclusion အနေနဲ့ဒီ Xiaomi 10P Pro နဲ့ Pro Max ဖုန်းနှလုံးမှာကျွန်တော်ကိုဘယ်ဖုန်းကိုပို့ပြီးတော့သဘောကျလဲမေးရဆိုရင်ကျွန်တော်ကတော့ဒီ compact ဖုန်းတွေကိုပို့ပြီးတော့သဘောကျတာဆိုတော့ဒီ Xiaomi 10P Pro ရဲ့ဒီလက်ထဲမှာကားတဲ့ခံစားချက်တွေဒီလက်တစ်ဖက်ထဲနဲ့ဒီအံဝင်ခွင်ကျဖြစ်နေဆိုတဲ့ခံစားချက်ကိုတော့ကျွန်တော်ကပို့ပြီးတော့သဘောကျတယ်နောက်ပြီးတော့ဒီ camera ဘိုင်းတွေကိုကြည့်မယ်ဆိုရင်လည်း ်ဒယ်လီစင်တာလောက်ကလွင်ရင် Pro Max လောက်နဲ့တိတ်ပြီးတော့မကွာတာဆိုတော့ကျွန်တော်ဆိုရင်တော့ Pro လောက်ကိုပို့ပြီးတော့ရွေးပြစ်လောက်တယ်ဒါပေမဲ့ဒီအခြားသူတွေတော့ကကြောက်လဲဘက်ထရီကပိုကြီးကြီးပါနေတာတွေနောက်ပြီးတော့ဒီ Magic Bus Screen ကိုလည်းဖက်ကြီးကြီးပေါ့နော်ဒီ Pro ထက်ပိုကြီးတဲ့ Magic Bus Screen ကိုလိုချင်တာတွေနောက်ပြီးတော့ဒီကင်မရာဘိုင်းမှာဆိုလဲနည်းနည်းလေးပိုကောင်းတာတွေကိုလိုချင်နေဆိုရင်တော့ဒီ Xiaomi Sanbi Pro ကလည်းပို့ပြီးတော့ရွေးချယ်တင်တယ်အဲ့တော့ဒီဖုန်းနှလုံးလုံးကိုကျွန်တော်ရဲ့အမြင်အရကြည့်မယ်ဆိုရင်အရင်နှစ်ကထွက်ခဲ့တဲ့ဒီ Xiaomi 50 series ထက်စာရင် အများကြီး innovation ဖြစ်လာလို့မြင်ရတယ်ကျွန်တော်ဒီ Yoruba နဲ့ဒီအခြားဖုန်းတွေလိုမျိုး CV တစ်ခုနဲ့တစ်ခုနဲ့ကြားမှာ innovation နည်းနည်းလေးတွေ update ဖြစ်တာလေးနည်းနည်းလေးဖြစ်တာမဟုတ်ဘဲနဲ့တော်တော်ကြီးဥမာဒီခုံပြန်ကျော်လာပြီးတော့ update ဖြစ်လာတာဆိုတော့ဒီ Xiaomi 7T Pro နဲ့ Pro Max ကိုကျွန်တော်အနေနဲ့တော်တော်လေးအားရလို့ပြောနေပဲမိတ်ဆွေဆိုရင်တော့ဒီဖုန်းနှလုံးမှာဘယ်လိုမျိုးအချက်တွေကိုသဘောကျလဲဒီ Magic Bus Screen ပါတာကတော့တကယ်တမ်းအသုံးဝင်လားဆိုတော့အောက်က comment section ထဲမှာရေးပေးသွားလို့ရလို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်အောက်ခတ်ပါ Yangon Mobile Store.